မြင်ကလင်းသန်းတင်အဆောင်အုံများဘေးရနေရဲ့ကင်းရှင်းမှုစစ်ဆေးရန်ပီးရဆင်းရှိသူများကိုခေါ်ယူဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိမြင်းကလင်းတန်းတဲ့အဆောင်အုံတွေရဲ့ဘေးရနေရဲ့ကင်းရှင်းမှုစစ်ဆေးဖို့အတွက်အင်ဂျင်နီယာမြို့ပြပီးအဆင့်ရှိတဲ့သူတွေကိုမန္တလေးမြို့ရောစီပင်သာယာရေးကော်မတီကခေါ်ယူလျက်ရှိပါသေး။ မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီအနေနဲ့မြင်းကလေးသန်းတင်အဆောင်အုံများဘေးရန်ရဲ့ကင်းရှင်းမှုစစ်ဆေးရေးကော်မတီအောင်အင်ဂျင်နီယာမျိုးပြပြီးအဆင့်ရရှိသူတွေနဲ့ဖွဲ့စည်းပြီးအဆောင်အုံတွေရဲ့ဘေးရန်ရဲ့ကင်းရှင်းမှုတွေကိုစစ်ဆေးပေးသွားမှာဖြစ်တာကြောင့်အခုလိုခေါ်ယူနေတာဖြစ်ပါတယ်။ မန္တလေးမြို့တော်စီပင်သားရရေးကော်မတီအနေနဲ့မြင်းကလင်းထန်းတင်အဆောက်အုံများဘေးရန်ရဲကင်းရှင်းမှုစစ်ဆေးရေးကော်မတီအားအင်ဂျင်နီယာမြို့ပြပြီးအဆင့်ရရှိသူတွေနဲ့ဖွဲ့စည်းပြီးအဆောက်အုံတွေရဲ့ဘေးရန်ရဲကင်းရှင်းမှုကို စစ်ဆေးပေးသွားမှာဖြစ်တာကြောင့်အခုလိုခေါ်ယူနေတာဖြစ်ပါတဲ့ အဆိုပါစစ်ဆေးရေးကော်မတီကလူနေအိမ်များစာတင်ချောင်းများသာသနိကစာအုပ်များဝင်ကြီးဌာနရုံးအသီးသီးအားပြန်လည်နေထိုင်ရသုံးပြုခွင့်နဲ့ပတ်သက်တဲ့တတ်မှတ်ထားရှိပြီးဖြစ်တဲ့စစ်ဆေးမှုတွေကိုပြုလုပ်ပေးမှာဖြစ်ပြီးစစ်ဆေးပြီးပါကနေထိုင်ခွင့်ကိစ္စအားစီစစ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် PE အဆင့်ရှိတဲ့မန္တလေးတိုင်းအင်ဂျင်နီယာမျိုးပြတွေအနေနဲ့စီစစ်ရေးအဖွဲ့မှပေါဝင်ကူညီဆောင်ရွက်နိုင်ဖို့မန္တလေးမြို့တော်စီပင်သားရဲကော်မတီရုံးတို့အမြန်ဆုံးသတင်းပေးကြဖို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်။